ကြောင်ပြန့်နေနေထူးတက်တွေကိုအမေရိကန်ကဖွဲ့စည်းလိုက်ပြီးနောက်တကဘာလုံးဆိုင်ရာတတော်ကိုမငြိမ်မသက်မှုတွေဖြစ်နေပါလေထို့သဖြင့်ကြောင်ပြန့်လှုပ်ရှားတဲ့အဓိကနယ်မြေတွေမှာမငြိမ်မသက်မှုတွေဖြစ်နေပါတယ်အရှင်းအောင်အရှောင်းမခရစ်ပတိုငွေကြေးအွန်လိုင်းလိမ်လည်တဲ့ကြောင်ပြန့်လုပ်ငန်းတွေတိုက်ဖြတ်ဖို့ထူးတက်ဖွဲ့ကိုဖွဲ့စည်းကြောင်းအမေရိကန်အစိုးရကမိုးပါစနစ်နဲ့မှာကျင်းပပါတယ် မွေလင်ကိုင်းတပ်ဖြည့်ရေးထူထွက်လို့အမိပေးထားတဲ့ဖွဲ့ကိုဝါရှင်တန်မှာအမေရိကန်အစိုးရရှေ့နဲ့ဂျင်နိုင်းဖောရက်စ်ဘီရိုကဦးဆောင်ပြီးတရားရေးဝန်ကြီးဌာန FBI နဲ့ထောက်လှမ်းရေးဖွဲ့စည်းတွေပါဝင်ဖက်ဒရယ်ဥပဒေစိုးမိုးရေးဖွဲ့တွေနဲ့တို့ဖွဲ့စည်းတာပါတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝမှုကျွလွန်တဲ့အဖွဲ့ TCOS တွေကခရစ်ဘိုငွေကြေးယင်းနှိမ့်နှံမှုလိမ့်လည်တာတွေယုံကြည်အောင်လှည့်ဖြားတဲ့နီလန်းဘောင်းဆောင်တွေတောင်းပြီးတာမန်အမေရိကန်ပြည်သူတွေရဲ့ဘဝတသက်စာစုဆောင်းထားတဲ့ပတ်စံတွေလေလေခိုးယူနေတယ်ဆိုပါလေ အမေရိကန်လူမှုကွန်ရက်တွေတမမောအမေရိကန်နိုင်ငံသားတွေရဲ့ဖုန်းနံပါတ်တွေစီပို့တဲ့ touch message တွေကတဆင့်သူတို့ပြစ်မှတ်ထားတဲ့တားကောင်တွေကိုအရင်ဦးဆုံးယုံကြည်မှုရအောင်တိစောက်ပြီးအချိန်ကြာတာနဲ့အမျှတားကောင်တွေကို crypto ငွေကြေးယင်းနှီးမြှုပ်နှံမှုလုပ်ဖို့ယုံအောင်လိမ်လည်ပြောဆိုပြီးအဲ့ဒီပတ်စံတွေကို crypto ငွေကြေးယင်းနှီးမြှုပ်နှံမှု website အတူတွေ application အတူတွေတဲကိုလွှဲခိုင်းပြီး link ထဲတာဖြစ်ပါတယ်။ ပတ်စံလွဲပြီးတာနဲ့အဲ့ဒီ crypto တွေကချက်ချင်းခဝါချပြီး American ရဲ့တရားစီရင်ပိုင်ခွင့်အပြင်ဘက်ကနေတခြား account တွေကိုပို့လိုက်တာဖြစ်ပါတယ်ဒီနည်းလမ်းကိုလိမ့်လည်သူတွေကဝမ်းမွေးပြီးသက်စားတဲ့နည်းလမ်းလို့သုံးနှုန်းပါတယ်သားကောင်ကိုအချင်းအကြာကြီးနည်းနည်းချင်းပတ်စံနေထဲဝင်လာအောင်အများအပြားခရစ်တိုငွေကြေးပုံစံနဲ့ယင်းနည်းမျိုးနဲ့လာအောင်အားပေးတိုက်တွန်းတဲ့လိမ့်လည်မှုမျိုးဖြစ်ပါတယ် ဒီငွေလိမ်စခန်းတွေဟာအရှေ့တောင်အာရှနိုင်ငံတွေမှာဒီကထားပြီးတော့လူကုန်ကူးခံရသူတွေကိုလက်လက်ကင်ဖွဲ့တွေရဲ့အဆောင်ကြအောက်မှာအတင်းအဓမ္မနှိမ့်ပတ်နှိမ့်ဆက်ခိုင်းစင်နေတာဖြစ်ပါတယ်အသစ်ဖွဲ့စည်းလိုက်တဲ့အထူးတပ်ဖွဲ့ဟာအွန်လိုင်းငွေလိမ်လည်မှုစခန်းတစ်ခုကိုစတင်စစ်ဆေးလုပ်ဆောင်ခဲ့ပါတယ်ဒါအပြင်ထိုင်းနိုင်ငံဘန်ကောက်မှာလည်း FBI အေဂျင့်တွေဟာထိုင်းတော်ဝင်တဲ့ဖွဲ့နဲ့ပူးပေါင်းပြီး KK Pack လို့ကြားဖြတ်စခန်းတွေကိုတိုက်ဖို့လုပ်ဆောင်နေပါတယ် ဒီစစ်စစ်ဒစိုက်တပိုင်းအနေနဲ့တောင်းဝင်ဒီကြားဖြတ်ရတဲ့ပတ်သက်တဲ့အဖွဲ့အစည်းမှတ်သမျှကိုအေးအေးယူ Facebook တန်ခတ်မှုတွေပြုလုပ်ကြောင်း American အစိုးရရှင်းလင်းတွေကဖော်ပြပါတယ်အဲ့ဒီဘက်ကရရှိနောင်အရှာမှာရှိတဲ့အစိုးရဆုံးလိင်လင်မှုစခန်းတွေကိုစုံစမ်းစစ်ဆင်နေပြီးကမ္ဘောဒီးယားလာအိုနဲ့မြန်မာနိုင်ငံတို့မှာလှုပ်ရှားနေတဲ့တရုတ်ရာဇဝတ်ကိုင်းတွေနဲ့ဆက်ဆက်နေတဲ့အဓိကခေါင်းဆောင်တွေကိုဖောက်ထုတ်အေးအေးယူဖို့အာရုံစိုက်နေပါလေ မေရိကန်ဗန်နာယေးဝန်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရုံး OFAC ကဒီ online ငွေလိမ်လည်မှုစကန်တွေနဲ့ဆက်စပ်နေတဲ့အတွက် DGB နဲ့ခြားဖွဲ့စည်းတွေကိုအထူးသတ်မှတ်ထားတဲ့နိုင်ငံသားများ SDNC နဲ့ထည့်သွင်းထားပါတယ်။ဒီ SDNC မှာအကြံပတ်သမားတွေမူရစ်စေဝါကုန်ကူးသူတွေနဲ့နိုင်ငံဖြတ်ကျော် ရာဇဝတ်ကံတွေလိုလူပုဂ္ဂိုလ်နဲ့ဖွဲ့စည်းတွေပါပြီးသူတို့ရဲ့ပိုင်ဆိုင်မှုကိုပိတ်ဆို့ထားပြီးတော့အမေရိကန်နိုင်ငံသားတွေအနေနဲ့သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကံခွင့်ကိုတားမြစ်ထားတာပါပါလေ အထူးတဖွဲ့ရဲ့ crypto ငွေကြေးသိမ်းဆည်းရေးဖွဲ့ဟာဒီလိုလိမ်လည်မှုတွေကနေရထားတဲ့ digital ငွေကြေး American dollar တန်းလိုက်ရကျော်ကိုသိမ်းဆည်းရမိပြီးနှစ်နာသူတွေထံပြန်ပေးမယ်လို့ American ဆိုရရှိနေကြုံကထုတ်ပြန်ပါတယ်။ဒါအပြင်ခိုးခံရတဲ့နောက်ထပ်ရန်ငွေဒေါ်လာတန်း80ကိုလည်းသိမ်းဆည်းနိုင်မှုတရားစွဲဆိုမှုတွေစတင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်။ဒီသိမ်းဆည်းရေးဖွဲ့ဟာလိမ်လည်ခံရတဲ့ငွေတွေကိုပြန်လည်ရယူပြီးနှစ်နာသူတွေစီပြန်ပေးနိုင်ဖို့အဓိကထားလုပ်နေတာဖြစ်ပါတယ်။ ဒီလေလံမှုကြောင့်အမေရိကန်တွေကတစ်နှစ်ကိုဒေါ်လာဘီလီယံ100နီးပါးလောက်နှင်းအောင်ဆုံးရှုံးနေလို့ခန့်မှန်းပြီးလေလံမှုကလည်းရတဲ့ဝင်ငွေအမေရိကန်နိုင်ငံရဲ့ GDP ရဲ့ထောက်ဝက်လောက်ဒီပါတိရှိပါတယ်။ကြားဖြန့်ခိစားနဲ့ပတ်သက်ပြီးတော့ DKBA ဖွဲ့စည်းကခေါင်းဆောင်လေးဦးနဲ့ထိုင်းခြေဆိုင် Trend Asia နဲ့ True Star Company ပိုင်းထိုင်းနိုင်ငံသားတို့ဘာဒဏ်ခတ်ရေးယူထားတယ်လို့ American Banner ရေးဝန်ကြီးဌာနကကြေညာပါတယ်။ဒါ့အပြင် ကြားဖြတ်နဲ့ပတ်သက်ပြီးကမ္ဘောဒီးယားထိုင်းမြန်မာလာအိုအစရှိတဲ့ဒေသတွေကိုအထူးပိတ်ဆို့တန်ခတ်အရေးယူမှုထို့လည်းရှိနေပြီလို့သိရပါတယ်။နောက်သတင်းတပုတ်ပြောချင်ပါတယ်။ဒေါ်လာစံသုံးဘီလီယံခန့်တမိုးရှိတဲ့ Bitcoin တွေခိုးယူမှုနောက်ကမှာ American ဆိုရကကြိုးကင်နေတာလို့တရုတ်နိုင်ငံ Cyber လူကြိုး AC ကတံပြန်ဆွဆွပါတယ်။ပြည်ပန်းလို့မြရှိ Bitcoin ရှာဖွေစုံတဲ့ဖွဲ့ရဲ့ Bitcoin token ပေါင်း3သိန်း3သိန်း8000 282ခုကို2020ပြည်ဒီဇင်ဘာလကခိုးယူခံရမှုဟာတမိုင်းတစ်လျှောက်အကြီးမားဆုံးခရစ်ပတိုလူရမှုများထဲမှတစ်ခုရှိပါတယ်။တရုတ်မြို့သားကွန်ပျူတာဗိုင်းရပ်စ်အရေးပေါ်တုံ့ပြန်ရေးစင်တာထုတ်ပြန်ကြေညာဒီခိုးယူမှုဟာအမေရိကန်ဥဆောင်တဲ့နိုင်ငံတော်အဆင့် hacker ဆစ်စင်ဖြစ်နေကြောင်းဆိုပါတယ်။ခိုးယူခံရတဲ့ဝိကွန်နေလှုပ်ရှားမှုဟာတိတ်ဆိတ်ပြီးကြန့်ကြာနေတဲ့ပုံစံဟာတာမန်ရာဇမှုကျူးလွန်သူရဲ့အပြစ်မှုထက်အစိုးရအဆင့်လှုပ်ဆောင်ခြင်းနဲ့ကိုက်ညီနေတယ်လို့ဖော်ပြပါတယ်။ ဒါပေမဲ့ American ဆိုရကသူတို့တင်စီခဲ့တဲ့ Bitcoin token တွေဟာ Cambodia လုပ်ငန်းစုကြီးဖြစ်တဲ့ Prince Group ဥက္ကရာခြံကြီးနဲ့ဆက်ဆက်ကြောင်းပြောပါလိမ့်။ခြံကြီးကို American က online လေ့လာမှုပူးပေါင်းကြံစည်ခြင်းနဲ့ငွေကြေးခွဲခြားမှုအစီအစဉ်လောက်ကံကျင်းလို့ဖြစ်ပြီးခဲ့တဲ့ October ကဆွဲချက်တင်ပါတယ်။ဒါပေမဲ့ဘယ်အချိန်ပဲနည်းလမ်းနဲ့ Bitcoin တွေတင်စီခဲ့လဲမပြောပါဘူး။တရုတ်ထုတ်ပြန်ကြမှာ American ဆိုရဟာ2020ပြည့်နှစ်ကလေးကခြံကြီးကန်ဆောင်ထားတဲ့ Bitcoin ပေါင်း3,200,000ကိုခိုးဖို့အတွက်ဟာကနည်းပညာသုံးပြခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။ ဟာဂါရီနဲ့ပတ်သက်ပြီးတရုတ်ဆွေကအမေရိကန်အားဆွဆွမှုတွေမကြသေးမီကခက်ဆစ်ဆစ်လုပ်လာပါတယ်။အမေရိကန်ဟာတရုတ်ကုမ္ပဏီတွေကိုတိုက်ခိုက်ဖို့ Microsoft Exchange စာပါများရှိချုပ်ရင်းချက်ကိုအသုံးချခဲ့တယ်ဆိုပါတယ်။တရုတ်ရဲ့ National Times Service နဲ့ကိုအမေရိကန်ကစိုက်ဘာတိုက်ခိုက်မှုပြုလုပ်ကြောင်းလည်းတရုတ်ကဆွဆွဲထားတာဖြစ်ပါတယ်။နောက်သတင်းပုတ်ပြောခြင်းပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကအစစ်မြေအရာရှိဟောင်းတွေကိုကွန်ကရစ်လိုက်ဆောင်မှုနဲ့ထောင်နဲ့ချမှတ်လိုက်တယ်လို့သိရပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနဆက်ရနက်ဝယ်ယူနေတဲ့မဟာဗျူဟာစီမံကိန်းများတည်ဆောက်ရေးဌာန GK ဟောင်းဒုတိယဗိုလ်ချုပ်ဂျီဗလာဒီမာပက်လက်စကီကို အဂရီလိုက်ဆောင်တဲ့မော်စကိုထူတရားကထောင်စနစ်ချလိုက်ပါတယ်ထူးဆောင်တဲ့စစ်ဆေးအဖွဲ့ဆိုရာဗလာဒီမာဘာဒလာစကီးဟာကာကွယ်မှုညှိနှိုင်းတဲ့မဟာဗျူဟာစံသက်ဒီဇိုင်းထုတ်လုပ်ရေးစီမံကိန်းမှာအဂရီလိုက်ဆောင်မှုကျူးလွန်ခဲ့တယ်ဆိုပါတယ်ရူဘယ်တမ်မောမျိုးစွာတန်တဲ့စံချုပ်တွေချုပ်ဆိုခဲ့ရမှာစံချုပ်ပါအတိုင်းကာကွယ်မှုညှိနှိုင်းတာကိုမပေးသွင်းဘဲစီးပွားရေးသမားတွေနဲ့ပေါင်းပြီးအရေးအသွေးမပြည့်မီတာကိုတင်သွင်းခဲ့တာရှာဖွေခေါ်ထုတ်နိုင်ခဲ့တယ်လို့ရုရှားထူးဆောင်တဲ့စစ်ဆေးအဖွဲ့ကပြောပါတယ်ဗလာဒီမာဘာဒလာစကီးနဲ့အပေါင်းအမတွေလိုရကြောင်းရုရှားတန်ပေါင်းမှုများစွာနင်းနာဆုံးရှုံးခဲ့ရတယ်လို့ကာကွယ်မှုကြီးဌ န္ဒရဲ့တမတ်စီမံကိန်းနဲ့အောင်မြင်ပြီးမှမှုလည်းမရှိလို့ဖန်စီတရားဆွဲဆိုခံရတာလို့ရုရှားထူးစုံစမ်းစစ်ဆေးဖွဲ့ကဆိုပါလေဗလာဒီမာဘိုင်ဒလာစကီနဲ့ဒီမဟာပြောင်းမြတ်ဒေါက်တာဖွဲ့ရဲ့အင်ဂျင်နီယာဌာနကြီးကဟောင်းဗလာဒီမာခရော်ရူနော့ကိုလည်းအဂလိလိုက်ဆမှုမှာပူးပေါင်းပါဝင်လို့ထောင်ချောက်နဲ့ချပါလေ လာဒီမာဘာဒလာစကီနဲ့ဘလာဒီမာခရော်ရူနိုတို့ကို2024မီလာတဲမှာရုရှားထုတ်ထုတ်လေးကဖမ်းဆီးခဲ့ပြီး2025နိုဝင်ဘာ17ရက်နေ့မှာထောင်ချခဲ့တာလို့ရုရှားဆိုရသတင်းတွေကဖော်ပြပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်တယ်ဗျ။တိုင်းပြည်ကအခက်ကြုံနေတဲ့အချိန်မှာတာဝန်ရှိသူတွေကကိုဂျိုးစီးပွားရှာတာကိုလုံးဝလက်မခံနိုင်ပါဘူးလို့ဇလန်စကီကပြောပါတယ်။ယူကရိန်းနိုင်ငံမှာအဂတိလိုက်ဆိုင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုတိုက်ထုတ်နေတာပဲဖြစ်ပါလိမ့် အဂိလိုက်ဆောင်တက်ဖြစ်လုပ်ငန်းတွေကနိုင်ငံတော်ရဲ့အဓိကဦးစားပေးနေတဲ့ဆောင်ရွက်နေတာဖြစ်ပါလေရုရှားရဲ့ကျူးကျော်မှုကိုခုခံကောက်ကွယ်ရင်းအဂိလိုက်ဆောင်မှုနှိမ့်နည်းတွေလုပ်နေရတာဟာရှက်စရာလဲကောင်းတယ်လို့ဇလန်စကီကဆိုပါလေတမ်းပြည်အနေနဲ့အခုလိုအခက်ကြုံနေချိန်မှာတာဝန်ရှိသူတွေဟာကိုကြိုးစည်းဝါရှာနာလုံးဝလက်မခံနိုင်ဘူးဆိုပါလေအဓိကအဂိလိုက်ဆိုင်ရေးမှာအများဆုံးဖြစ်တာကနေရာတွေကတော့စနစ်နဲ့ပစ္စည်းဝယ်ယူရေးဌာနနောက်ပြီးတော့စစ်မှုဘဏ္ဍာမနေရာစနစ်ဖော်ဆောင်ရေးအဖွဲ့ ဒီအဖွဲ့ကလည်းသူတို့ပတ်စံပေးတဲ့သူတွေကိုဒီနိုင်ငံတွင်းကနေထောက်ခံတော်ခွင့်ပြုနေပါတယ်စစ်မှုမထမ်းရအောင်လည်းနှီးမြှုပ်နဲ့ကြံစည်နေတာဖြစ်ပါတယ်နောက်တစ်ဖွဲ့ကတော့နိုင်ငံတွင်းကနေနိုင်ငံရဲ့ချောက်ကိုထောက်ခံတော်မဲ့လူငယ်တွေကိုငွေကြေးမြောက်အများတောင်းခံတဲ့ကိစ္စတွေဖြစ်ပါတယ်ဒါတွေကတော်တော်လေးကိုပြန့်နှံ့နေတာပဲဖြစ်ပါတယ်ယူကရိန်းနိုင်ငံတော်စွန့်ရင်ကဏအဂတိလိုက်စားမှုကလည်းတော်တော်ကြီးမားပါတယ် အဲ့ဒါမှာတနည်းနည်းနဲ့ပအောင်ပတ်သက်နေတယ်ဆိုတော့တရားရုံးဝန်ကြီးစွန့်ရုံးဝန်ကြီးတွေနဲ့သူတို့ရဲ့ယာတုမှာဆက်ရှိနေမှုမတင်ဘူးလို့ယုံကြည်ကြောင်းတမန်ဇီလန်စကီကဆိုပါတယ်အာဂရီလိုက်ဆောင်မှုဆွဆွချက်ဟာယုံကြည်မှုနဲ့လည်းတရားရဲ့သက်ဆိုင်တာဖြစ်လို့ဆွဆွချက်ရှိရင်ဖြည့်ရှင်းမဲ့တာဝန်အပြည့်ရှိတယ်လို့ဇီလန်စကီကဆိုပါတယ် အောက်ဂရိလိုက်ဆောင်တဲ့ပတ်သက်တဲ့ဝန်ကြီးတွေကိုတာဝန်ကနေချက်ချင်းဆိုင်းငံ့လိုက်တဲ့ယူကရိန်းဝန်ကြီးချုပ်လို့ရဟာမှတ်ကန်တယ်လို့တာဝန်ကဆိုင်းငံ့ခံလိုက်ရတဲ့ဝန်ကြီးတွေအနေနဲ့နှုတ်ထွက်လာချက်ချင်းတင်ဖို့မိမိအနေနဲ့အမိန့်ပေးတယ်လို့ဇလန်စကီကပြောပါရယ်ဒီဝန်ကြီးတွေရဲ့နှုတ်ထွက်လာကိုလွတ်တော်ကလက်ခံဖို့တိုက်တွန်းကြောင်းဇလန်စကီကပြောပါရယ်ရုရှားရဲ့နေစဉ်လေကြောင်းတိုက်ခိုက်မှုကြောင့်စွန့်ရည်ပြတ်တောက်မှုပြည်စစ်ပြတ်တောက်မှုနဲ့ရင်ဆိုင်နေရတဲ့ယူကရိန်းပြည်သူတွေဟာအခုလိုဆောင်းရသည့်ကာလမှာခက်ခက်ခဲခဲရုန်းကန်နေရတာပါပြည်သူတွေကဒီလိုဖြစ်စမ်းနေရခြင်းမှာ စွန့်ရင်ကဏ္ဍမှာလာပြီးတာဝန်ရှိသူတွေကိုယ်တိုင်ကကိုကျိုးရှာအမျက်ထုတ်တာကလုံးဝလက်မခံနိုင်ပါဘူးလို့ပြောပါတယ်။နိုင်ငံတော်ပိုင်းနျူကလ িয়ার စွန့်ရင်ကဏ္ဍမှာဒေါ်လာသန်း100နီးပါးငွေကြေးအလွယ်သုံးစားနဲ့ငွေကြေးခွာချမှုကိုတွေ့ထားပြီးလက်ရှိတရားရေးဝန်ကြီးနဲ့စွန့်ရင်ဝန်ကြီးတို့ပတ်ဝန်းပတ်သက်တယ်လို့ Ukraine Agri License မှုတပ်ဖြတ်ကော်မရှင်ကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။နောက်ဆုံးသတင်းပုတ်ပြောခြင်းနဲ့ဗျ ကမ္ဘောဒီးယားနယ်စပ်မှာထိုင်းစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်အရက်သားတူးတွေပြီး၃ထံရတယ်သိရပါတယ်။ထိုင်းစစ်တပ်ဟာနယ်စပ်မှာပြစ်ခတ်မှုတွေလုပ်ခဲ့လို့အရက်သားတူးတွေပြီး၃ရောက်တန်ရကြောင်းကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။တိုက်ခတ်မှုကနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်တာလို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွမ်မာနက်ကရှုတ်ချပြီးလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ဖို့တောင်းဆိုပါတယ်။ထိုင်းစစ်တပ်ကတော့ကမ္ဘောဒီးယားစစ်သားတွေရဲ့ပြစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့တတိပေးပြစ်ခတ်တာလို့ဆိုပါတယ်။ နှနိုင်ငံလုံးဟာဇူလိုင်လမှာလက်ဆက်တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်အမေရိကန်သမ္မတထရန့်နဲ့အာဆီယံရဲ့ဂျာဝင်စစ်ဆက်မှုနဲ့တူပြီးခဲ့တဲ့လကငင်းကြင်းရေးသဘောတူညီချက်ကြီးရဲ့လက်မှတ်ထိုးခဲ့တာပါဒါပေမဲ့ပြီးခဲ့တဲ့တနင်္လာနေ့ကလက်ဆက်နီးမှာမြေမြုံပိုင်းပေါက်ကွဲမှုကြောင့်ထိုင်းစစ်သားတွေထဏ်ရာပြီးတဲ့နောက်ငင်းကြင်းရေးသဘောတူညီချက်အကောင့်ထယ်ဖို့မှုရဲဆိုင်တော့မယ်လို့ထိုင်းဆိုရကထုတ်ပြန်ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားအနေနဲ့တရားဝင်တောင်းပန်မှုထိုင်းကတောင်းဆိုထားပါတယ်မြေမြမိုင်းတဲ့တွေကိုနေဆက်မှာထောင်ထားတယ်လို့ထိုင်းဘက်ကဆွဆွဲပေးပေကမ္ဘောဒီးယားကတော့ညှင်းဆိုပါတယ်အရှင်တော်အာရှအင်းကြီးချင်းထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာသူတို့ရဲ့138ကီလိုမီတာရှည်လျားတဲ့နယ်မြေတစ်လျှောက်ကနေရာတွေပေါ်ပန်ဆံမှုနဲ့ပတ်သက်ပြီးခုထိန်စီအငြင်းပွားနေတာပဲဖြစ်ပါတယ်